င်္ဂလာပါခင်ဗျရေကိုခစ်တက်ကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်မြန်မာနိုင်ငံမှာဆန္ဒသိမ်းမှုကြောင့်နိုင်ငံရဲ့စီးပွားရေးဟာအမေရိကန်ဒေါ်လာ63.6ဘီလီယံအထိဆုံးရှုံးခဲ့ရပြီးမြန်မာစစ်တပ်ရဲ့စစ်အုံစိတ်ဦးစားပေးသုံးဆွဲမှုတွေကြောင့်နိုင်ငံရဲ့ကျွေးမီဟာ62ရာခိုင်နှုန်းကတိုးလာပြီလို့ကုလသမဂ္ဂလူ့အခွင့်အရေးမဟာမင်းကြီးကပြောလိုက်ပါတယ် DNA တွေတင်ပိုက်ထားတဲ့နောင်ချိုမြို့နယ်ကိုပြန်လဲတင်ပိုက်မယ်ဆိုပြီးစစ်ကြောင်းထိုးလာလိုက်အထိနာပြီးပြန်ဆုတ်သွားလိုက်လုပ်နေတဲ့အကြပ်ဖက်စကောင်စီတပ်ကအခုတခါလဲထိုးစစ်ဆင်နေပြန်တဲ့အတွက်တိုက်ပွဲပြင်းထန်နေပြီးစစ်တပ်ကတီဟာသူရဘွဲ့ရဘုံကြီးအေးမေအောင်ဆိုတဲ့သူပါ drone bomb ထိပြီးတော့ပြင်းထန်တရားနဲ့နေပြီးတော့ကိုစေးကုကိုအရေးပေါ်ပို့ထားကြတယ်ဆိုတဲ့သတင်းပါဝင်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့တင်ကတော့မြန်မာနိုင်ငံမှာ ဆန္ဒဒိမ့်မှုကြောင့်နိုင်ငံရဲ့စီးပွားရေးဟာအမေရိကန်ဒေါ်လာ63.6ဘီလီယံအထိဆုံးရှုံးခဲ့ရပြီးမြန်မာစစ်တပ်ရဲ့စစ်အသုံးစရိတ်ဦးစားပေးသုံးစွဲမှုတွေကြောင့်နိုင်ငံရဲ့ကျွေးမီဟာ62ရာခိုင်နှုန်းအထိတိုးလာပြီလို့ကုလသမဂ္ဂလူ့ခွင့်ရေးမဟာမင်းကြီးဗဂတက်ရဲ့မြန်မာနိုင်ငံဆိုင်ရာလူ့ခွင့်ရေးအခြေအနေအစီရင်ခံစာမှာဖော်ပြထားပါတယ်ဒီကနေ့ဇော်လ28ရက်နေ့မှာကျင်းပမယ်59ချိန်မြောက်ကုလသမဂ္ဂလူ့ခွင့်ရေးကောက်စီအစည်းအဝေးမှာကုလသမဂ္ဂလူ့ခွင့်ရေးမဟာမင်းကြီးဗဂတက်က မြန်မာနိုင်ငံရဲ့လူအခွင့်အရေးအခြေအနေအစီရင်ခံစာကိုတင်ပြมาဖြစ်ပြီးအဲ့ဒီအစီရင်ခံစာမှာမြန်မာနိုင်ငံရဲ့စီးပွားရေးအခြေအနေတွေကို အသေးစိတ်ဖော်ပြရေးသားထားပါတယ်အစီရင်ခံစာတင်မှာပြောထားတဲ့အချက်တွေတဲကအဓိကကတော့လက်ရှိမြန်မာနိုင်ငံမှာဆက်အနာသိမ်းမှုကြောင့်နိုင်ငံရဲ့စီးပွားရေးဟာအမေရိကန်ဒေါ်လာ63.6ဘီလီယံအထိဆုံးရှုံးခဲ့ရပြီးအလွန်နှက်ရှိုင်းတဲ့စီးပွားရေးအချက်အတဲကိုဆက်ရောက်နေပြီဖြစ်တယ်လို့တစ်ဖက်မှာလည်းမြန်မာစစ်တပ်ကစစ်အသုံးစရိတ်တွေကိုသာဦးစားပေးသုံးစွဲနေမှုကြောင့် နိုင်ငံရဲ့ကျွေးမီဟာ62ရာခိုင်နှုန်းအထိတိုးလာပြီဖြစ်တဲ့အတွက်မြန်မာနိုင်ငံရဲ့စီးပွားရေးကဏ္ဍဟာအလွန်အမင်းကျဆင်းနေပြီးလက်ရှိမြန်မာပြည်သူထောက်ဝက်ကြော်လောက်ဟာလည်းစင်းရဲမွဲတေမှုစံနှုတ်အောက်ကိုရောက်ရှိနေပြီဖြစ်တယ်လို့ကုလသမဂ္ဂလူ့ခွင့်ရေးမဟာမင်းကြီးဗဂတ်တက်ရဲ့မြန်မာနိုင်ငံဆိုင်ရာလူ့ခွင့်ရေးအခြေအနေအစီရင်ခံစာမှာဖော်ပြထားပါတယ်ခင်ဗျာတဖက်မှာတော့ဒီနေ့နေ့သိမ့်ပိုက်ထားတဲ့နောင်ချိုမြို့နယ်ကိုပြန်လဲသိမ့်ပိုက်မယ်ဆိုပြီးစစ်ကြောင်းထိုးလာလိုက် ထိနာပြီးပြန်ဆုတ်သွားလိုက်လုံနေတဲ့အကြဖက်စစ်ကောင်စီတပ်ကအခုတခါလဲထိုးစစ်ဆင်နေပြန်တဲ့အတွက်တိုက်ပွဲတွေပြင်းထန်နေပြီးစစ်တပ်ကတီဟာတူရဘွဲ့ရဗိုလ်မှူးကြီးအေးမစ်အောင်ဆိုသူပါဒရုန်းပုံးထိပြီးတော့ပြင်းထန်တံရနဲ့နေပြည်တော်ကိုစေးကူဖို့အရေးပေါ်ပို့ထားကြတယ်လို့ DPLA တပ်ဖွဲ့တာဝန်ရှိသူတို့ကရန်ကုန်ခေတ်တွေကိုပြောပါတယ်အဲ့ဒီစစ်ကောင်စီတပ်ရဲ့တီဟာတူရဘွဲ့ရဗိုလ်မှူးကြီးအေးမစ်အောင်ဆိုတဲ့သူဟာပြီးခဲ့တဲ့လကပဲ နောက်ဆုံးမြို့နယ်ကတိုက်ပွဲမှာတော်လန်ยีတပ်တွေရဲ့ drone ကိုထွက်ကြည့်တဲ့အချိန်သူ့အနီးနားကိုဘုံဒီကြောက်ရောက်ပောက်ကွယ်မှုကြောင့်အပြင်းထန်ဒဏ်ရာရသွားပြီးနေပြည်တော်ကိုဈေးကူဖို့အရေးပေါ်ပြန်ပို့ထားကြတယ်ဆိုပါတယ်လက်ရှိမှာလည်းအကြပ်ဖက်စစ်ကောင်စီတပ်ဟာသူတို့ရဲ့စစ်တပ်ကတော်တွေရှိရာပြူးလင်မြို့ကို DNA ပူးပေါင်းတပ်တွေလာရောက်တတ်ခိုက်သိမ်းပိုက်မှာကိုစိုးရိမ်မှုတွေရှိနေတဲ့အတွက်ပြူးလင်မြို့အနီးက DNA သိမ်းပိုက်ထားတဲ့နောင်ချုံမြို့ကိုပြန်သိမ်းမယ်ဆိုပြီးစစ်ကြောင်းထိုးလာလိုက် သူတို့စစ်တပ်ဘက်ကပဲအထိနာပြီးပြန်ဆုတ်သွားလိုက်လုံနေရင်းနဲ့ပဲအခုတခါလဲနောက်တစ်ကြိမ်ထိုးစစ်ဆင်နေပြန်တဲ့အတွက်တိုက်ပွဲတွေပြင်းထန်နေတယ်လို့ DPLA တပ်ဖွဲ့တာဝန်ရှိသူတို့ကပြောထားပါတယ်ခင်ဗျာတပ်ဖွဲ့မှာတော့မကွေးတိုင်းစစ်တုတ်တရာမြို့နယ်မှာရှိတဲ့ကြေးရွာတွေကိုအကြမ်းဖက်စစ်ကောင်စီတပ်ကဝင်ရောက်စီးနင်းပြီး ပြည်သူတွေကိုလိုက်လံပစ်ခတ်ဖမ်းဆီးနေတဲ့အချိန် PDF တပ်တွေရောက်လာပြီးတော့ပြည်သူတွေကိုကယ်ထုတ်ပေးရင်းနဲ့တိုက်ပွဲတွေဖြစ်ပွားနေတယ်လို့စစ်တုတ်တရားမြို့နယ်ပကပတာဝန်ရှိသူတို့ကရန်ကုန်ခေတ္တကိုပြောပါတယ်ဖြစ်စဉ်ကတော့ဇော်လ25ရက်နေ့ကစပြီးဂျက်ဖက်စကောက်စီတပ်ဟာစစ်တုတ်တရားမြို့နယ်မှာရှိတဲ့ငမတန်ဆယ်နဲ့ကြီးအောင်ကြေးရွာတွေကိုစစ်ကြောင်းတွေခွဲပြီးတော့ဝင်ရောက်စီးနင်းခဲ့တယ်ဆိုပါတယ်အဲ့ဒီအချိန်ထွက်ပြေးတိမ်းရှောင်ကြတဲ့ပြည်သူတွေကိုပါစစ်ကောက်စီတပ်ကလိုက်လံပစ်ခတ်ဖမ်းဆီးနေတဲ့အတွက် PDF တပ်ဖွဲ့တွေရောက်လာပြီး အဲ့ဒီစစ်ကောင်စီတပ်စစ်ကြောင်းကိုတိုက်ခိုက်ပြီးတော့ပြည်သူတွေကိုကယ်ထုတ်ပေးခဲ့တယ်လို့ဒေါ်လန်ကြီးတပ်တွေနဲ့စစ်ကောင်စီတပ်ကြားတိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေတယ်လို့လည်းစစ်တုတ်တရမြို့နယ်ပကဖာတာဝန်ရှိသူတူကပြောထားပါတယ်ခင်ဗျာတဖက်မှာတော့ရန်ကုန်မြို့ကအင်းရကံပေါ်မှာအသက်25နှစ်အရွယ်မောင်မြတ်မင်းခန့်ဆိုသူကိုအချက်ဖက်စစ်ကောင်စီတပ်ကပေါ်တာဆွဲဖမ်းဆီးသွားပြီးပရိုက်တာနာယီကားနဲ့ခေါ်သွားတယ်လို့ဖမ်းဆီးခံရသူနဲ့နှီးဆက်သူကရန်ကုန်ခေတ္တကိုပြောပါတယ်ဖြစ်စဉ်ကတော့ ဇော်လာ26ရက်နေ့ဖြစ်တဲ့မနေ့ကပဲရန်ကုန်မြို့တောင်ကလာပမြို့နယ်အမှတ်7ရပ်ကွက်မှာနေတဲ့အသက်25နှစ်အရွယ်မောင်မြတ်မင်းခန့်ဆိုသူဟာသူ့ရဲ့တငယ်ချင်းတွေနဲ့အတူရန်ကုန်အင်းရကံပေါင်ကိုတွားရောက်ခဲ့ကြတယ်ဆိုပါတယ်။အဲ့ဒီအချိန်အရက်ဝတ်တွေနဲ့အချက်ပစစ်ကောင်စီတပ်သားတွေဟာကံပေါင်မှာလူတွေအများကြီးရှိနေတဲ့ကြားထဲမှာတော့မောင်မြတ်မင်းခန့်ဆိုသူကိုဖမ်းဆီးသွားပြီးတော့သူတို့မှာပါလာတဲ့နာရီကားနဲ့အတူခေါ်သွားကြတာကိုပတ်ဝန်းကျင်ကလူတွေလည်းအကုန်လုံးမြင်ကြတယ်လို့ဖမ်းဆီးခံရသူနဲ့နှိစက်သူကပြောပါတယ်။ အဲ့ဒီနောက်မောင်မြမင်းခန့်ဆိုသူရဲ့တငယ်ချင်းတွေဟာတောင်းကပမြို့နယ်ရဲစခန်းကိုသွားပြီးဖြစ်စဉ်ကိုပြောပြပြီးတော့စုံစမ်းတဲ့အခါမှာအဲ့ဒီရဲစခန်းကိုလည်းမောင်မြမင်းခန့်မရောက်လာတဲ့အကြောင်းနဲ့ဖြစ်စဉ်အရစစ်မှုတမ်းမှုခေါ်ခံရတဲ့သဘောဖြစ်တယ်ဆိုပြီးတော့လေရဲတွေကပြောဆိုခဲ့တယ်လို့ဖန်စီခံရသူနဲ့နှိစက်သူကပြောထားပါတယ်လက်ရှိချိန်ထိပေါ်တာဆွဲဖန်စီခံရတဲ့မောင်မြမင်းခန့်ဆိုသူနဲ့အဆက်အသွယ်ပြတ်တောက်နေပြီးဘယ်နေရာမှာဖန်စီထားတယ်ဆိုတာကိုမသိရသေးဘူးလို့ဖန်စီခံရသူနဲ့နှိစက်သူကပြောထားပါတယ်ခင်ဗျာ က်ဖက်မှာတော့မန္တလေးဥပုထောင်မှာအချက်ဖက်စကောင်စီရဲ့မတရားဖမ်းဆီးထောင်ချမှုခံရတဲ့မန္တလေးတိုင်း NLD လွတ်တော်ဥက္ကဋ္ဌဦးအောင်ကျော်ဦးဟာဒီကနေ့ဇွန်လ29ရက်နေ့မှာဥပုအချင်းတောင်ဆေးရုံမှာပဲကွယ်လွန်သွားပြီးရုံလောင်းကိုစကောင်စီကမိသားစုစီပြန်မပေးဘူးလို့ NLD ဗဟိုအလုပ်ကော်မတီရဲ့လွတ်တော်ကုစလေဥထုံမြင့်ကရင်ကုန်ကစ်တစ်ကိုပြောပါတယ်ဒါကတော့ဒီကနေ့ဇွန်လ29ရက်နေ့မနက်9:00နာရီဝန်းကျင်လောက်မှာပဲ မန္တလေးဥပုထောင်မှာအချင်းချခံထားရတဲ့မန္တလေးတိုင်း NLD လွှတ်တော်ဥက္ကဋ္ဌဦးအောင်ကျော်ဦးဟာရုတ်တရက်အမောဖောက်ပြီးကွဲလွန်သွားခဲ့ရတယ်ဆိုပါတယ်စစ်ကောင်စီကတော့လွှတ်တော်ဥက္ကဋ္ဌဦးအောင်ကျော်ဦးရဲ့ရုပ်အလောင်းကိုမိသားစုစီပြန်တယ်ခွင့်မပေးတယ်လို့အဲ့ဒီလွှတ်တော်ဥက္ကဋ္ဌဦးအောင်ကျော်ဦးဟာအကြက်ဖက်စစ်ကောင်စီရဲ့မတရားပုံမှန်တွေနဲ့ထောက်နှံ၅နှစ်ချမှတ်ခံထားရတာဖြစ်ပြီးလူရဲ့စိတ်ကနှီးမှာကွဲလွန်သွားခဲ့ရတာဖြစ်တယ်လို့လည်းသိရပါတယ်ခင်ဗျဒီတစ်ခါဆက်ချင်တာကတော့ ဒီကနေ့ဇွန်လ29ရက်နေ့မနက်ပိုင်းမှာပဲမန္တလေးမြို့အနီးကိုဗဟိုပြုပြီး၄သမ3အဆင့်ရှိတဲ့ငလင်ထပ်မံလှုပ်ခတ်သွားပြီးမန္တလေးနဲ့ပြည်ဦးလေးမြို့မှာတိတိတသားခန်းစားလက်ရတယ်လို့ဒေသခံပြည်သူတွေကပြောထားသလို MG ရဲ့ BNA ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနကလည်းထုတ်ပြန်ထားပါတယ်။ဒါကတော့ဒီကနေ့ဇွန်လ29ရက်နေ့မနက်ပိုင်း3နာရီခွဲဝန်းကျင်လောက်မှာပဲမန္တလေးမြို့အနီးကိုဗဟိုပြုပြီး၄သမ3အဆင့်ရှိတဲ့ငလင်ထပ်မံလှုပ်ခတ်သွားပြီး တဟာစကိုင်းငလင်ကြီးရဲ့နောက်ဆက်တွဲငလင်ငယ်ဖြစ်တယ်လို့လေ NGO ရဲ့ BNN ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနကထုတ်ပြန်ထားပါတယ်။အဲ့ဒီငလင်လှုပ်ခတ်မှုကိုမန္တလေးနဲ့ပြည်ဦးလွင်မှာတိတိတသာခံစားရတယ်လို့လေဒေသခံပြည်သူတွေကပြောထားတယ်လို့အထူးသဖြင့်မန္တလေးမြို့မှာပုံမူတိတာတယ်လို့လေမန္တလေးမြို့ကပြည်သူတို့ကပြောထားပါတယ်ခင်ဗျာ။ဟုတ်ကဲ့ဒါကတော့ရောင်းခစ်တကနေ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နားငယ်ပါ။